မြောက်ရီမြို့မှာယာယီထိန်းသိမ်းထားတဲ့နိုင်ငံ၄နိုင်ငံကကြားဖြန့်အွန်လိုင်းဝန်ထမ်း335ယောက်ကိုမေလ23ရက်နေ့ကမဲဆောက်ကနေတဆင့်သက်ဆိုင်ရာနိုင်ငံတွေစီပြန်လည်ပို့ဆောင်လိုက်ပါတယ်။မောင်တူးသတင်းပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါကြားပြန်အွန်လိုင်းငွေလိန်ဂိုင်းနေမှာအလုတ်လုတ်ကင်ခဲ့ကြတဲ့နိုင်ငံသား335ဦးကို မြန်မာထိုင်းချစ်ကြည်ရတာအမှတ်နှစ်ကနေထိုင်းနိုင်ငံမဲဆောက်မြို့ကတဆင့်မိခင်နိုင်ငံ၄စီမေလ7ရက်ကလွှဲပြောင်းပေးပို့ခဲ့တာပါဒါပေမဲ့လည်းထပ်မံဖန်စီရမိဓာတ်တွေလည်းရှိနေပြန်တယ်လို့ဆိုပါတယ်အာတက်ဆိုင်ရာဒီနိုင်ငံတီးတီးကလက်ပဲကြိုးွားမယ်ဆိုရင်တော့ကုနာကကျွန်တော်တို့ဟိုဆက်တအခုကလည်းသူကလည်းကျွန်တော်ကပို့တာပို့နေတာပို့တာလည်းပို့နေတယ်အဲကုနာကအနောက်မှာလည်း တောက်လျှောက်ဝင်လာတယ်ဝင်တယ်ဝင်တော့ဝင်တဲ့အပိုင်းမှာလည်းကျွန်တော်တို့ကဒီတက်ဆက်ရကျွန်တော်တို့မြန်မာနိုင်ငံဘက်ကလာဝါကားတို့ကျွန်တော်တက်ဆက်ရဲတပ်ဖွဲ့တို့ကကျွန်တော်စစ်ဆေးစရာရှိတာတော့တောက်လျှောက်စစ်ဆေးပြီးတော့ကျွန်တော်ပြည်နယ်တော့တင်ပေးနေတယ်ပေါ့နော်အဲအဲ့လိုမျိုးတွေတော့ကျွန်တော်တို့ဆောင်ရွက်ပေးနေတာရှိတယ် BGF နေကြဆောင်တက်ထိမ့်သိမ်းထားတဲ့ BNN 132ဦးဤသီရိုပီးယားနိုင်ငံသား60ပါကစ္စတန်က35ဦးနဲ့တောင်အာဖရိကနိုင်ငံသား2ဦးစသဖြင့်၄နိုင်ငံပေါင်း 335ဦးပြန်ပို့လိုက်တာပါဖမ်းတာကောင်းတာပေါ့အဓိကဖမ်းနေကောင်းနေဆိုတဲ့ဟာကကျွန်တော်တို့ဒီဟာကိုမဖမ်းလို့ကမရတာဒီဟာမဖမ်းဘူးဆိုလို့ရှိရင်ဒီလူကိုကုမှုပြဿနာတွေကပိုရှုပ်ထွက်လာမယ်နောက်ပြီးတော့ဒီဟာကိုဆက်ပြီးသွားနိုင်မယ်ဆိုလို့ရှိရင်ဒီ EU တွေတွေ့လည်းမကောင်းဘူးမြန်မာနိုင်ငံတွေ့လည်းမကောင်းဘူးနောက်ဆုံးအစံထိုင်းနိုင်ငံဆွေးရတက်လည်းမကောင်းဘူးเนาะနိုင်ငံတကာရေးစောင့်ကြည့်မှုကိုခံရနိုင်လေနိုင်ငံတကာရေးပြစ်ဒဏ်မှုကိုခံရနိုင်လေပေါ့เนาะဒါပေမဲ့ဒီလူတွေကိုတော့ဖမ်းဆီးပြီးတော့

ဒီကနေ့အထိနိုင်ငံ20ကလူပေါင်း956ယောက်ကိုဖမ်းထားပြီးအယောက်8120ကို ပြန်ပို့ခဲ့ပြီးဖြစ်တာမို့936ဦးကိုယာယီထိန်းသိမ်းထားစေဖြစ်ပါ रे ခမညာကျွန်တော်မောင်တူပါအာ 加油！加油！